တီဗီဈေးကြောင့်နေတဲ့လူနာတွေအတွက်လိုက်နိုင်ရမယ့်အချက်တွေကဘာတွေဖြစ်မလဲတကယ်လို့မြန်ဒီလိုလက္ခဏာတွေဒါခံစားနေရပြီဆိုရင်ဆရာဦးအနေနဲ့အမြင့်ဆုံးပြပြတင်ပါတယ်မင်္ဂလာပါရှင် Axme Your Pharmacy Facebook page နဲ့ YouTube channel ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်မကတော့ဆေးဝါးပညာရှင် Pharmacy မခင်တချံဝင်ဖြစ်ပါတယ်။အဲဒီနေ့မှာတော့ TBC နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ရှောင်ရွက်အချက်လေးတွေကိုမျှဝေပြမှာဖြစ်ပါတယ်။ TB ဆိုတာကမြန်မာပြည်မှာအဖြစ်များတဲ့ Mycobacterium tuberculosis လို့ခေါ်တဲ့ bacteria ကြောင့်ဖြစ်တဲ့လေကနေတစ်စင်းကူးစက်တဲ့ရောဂါဖြစ်ပါတယ်။အဲ TB ကပေါ့နော်အဓိကအားဖြင့်အဆုတ်မှာဖြစ်ပေမဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတိတိမှာဖြစ်နိုင်ပါတယ်။အဲအဆုတ်မှာဖြစ်တဲ့ဆိုရင်တော့အဆုတ် TB ၊ဒီအုံနောက်မှာဖြစ်တဲ့ဆိုရင်တော့အုံနောက် TB ၊အယိုးမှာဖြစ်တဲ့ဆိုရင်တော့အယိုး TB ဆိုပြီးတော့ရှိရှိပါတယ်။အဲဒီ TB ရောဂါကစနစ်တကျသေချာခုမယ်ဆိုရင်အဲပြောက်ပြင်းနိုင်တဲ့ရောဂါလည်းဖြစ်ပါတယ်။ TBC တွေကအမျိုးအစားအများကြီးရှိပါတယ်။အကြမ်းများအပြင်တော့ပထမဦးစားပြီး first line NTDBC နဲ့ဒုတိယဦးစားပြီး second line NTDBC ဆိုပြီးတော့ခွဲခြားနိုင်ပါတယ်။အာအရင်ကတော့ဒီဆေးတလုံးချင်းစီပေါ့နော်အဲ loose stress ရှိခဲ့ပြီးမဲ့အခုနောက်ပိုင်းမှာတော့ဆေးနှမျိုးပေါင်းထားတဲ့ 2FDC အဲဆေးလေးမျိုးပေါင်းထားတဲ့ 4FDC လို့ခေါ်တဲ့ဆေးတွေလည်းပုံနေပြီဖြစ်ပါတယ်။ဒီတောက်ရတဲ့ဆေးလုံးအရေးအထွက်ကတော့လူနာရဲ့ခန္ဓာကိုယ်အလေးအချိန်ပေါ်မူတည်ပြီးတော့ကွာခြားသွားပါတယ်။ TBC တောက်တုံးနေတဲ့အချိန်မှာတတိပြုရမယ့်အချက်တွေကတော့ဆေးကိုနေ့စဉ်သတ်မှတ်ထားတဲ့အချိန်တိုင်းမှာတည်ချတောက်ရပါမယ်။အဲဆေးကိုခွဲတောက်တာမျိုးတွေလည်းမလုပ်ရပါဘူး။အဲဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းပေါ့နော်။အချိန်တိုင်းသာတခုထိတောက်ရမယ်။အဲအဲ့လိုမဟုတ်ဘဲနဲ့ယောဂလက္ခဏာတက်သွားသွားတယ်ဆိုပြီးတော့ဆေးကိုကိုယ်သဘောနဲ့ကိုယ်ရက်လိုက်တာမျိုးတွေမလုပ်ရပါဘူး။အဲ TBC ကိုပေါ့နော်ပုံမှန်မတောက်ဘူးဆိုရင်ဒီ TB ပိုးကဆေးကိုရင်ပါသွားပြီးတော့ဆေးရင်ပါ TB ဖြစ်နိုင်ပါတယ်။အဲ MTR TB တွေကပို့ပြီးတော့ကုသ ရခက်ခဲပါတယ်အဲ TPC အများစုကအသည်ကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့စေးတောက်တဲ့လူနာတွေကအရက်တောက်လို့မရပါဘူး TPC ကိုဘယ်အချိန်မှတောက်တင်ပါတယ်ဆိုရင်အဲ အဆိုင်ထဲမှာအဆိုင်မရှိတဲ့အချိန်ပေါ့နော် empty storm mesh လို့ခေါ်တဲ့အချိန်မှာတောင်းရင်အကောင်းဆုံးဖြစ်ပါတယ်အဲ့ဒါကတော့အစားမစားခင်တနာရီသို့မဟုတ်အစားစားပြီး2နာရီအချိန်မှာတောက်တာအကောင်းဆုံးဖြစ်ပါတယ်အဲဒီလိုတောက်ခြင်းဟာဆေးစုံမှုအကောင်းစီပြီးတော့ TBC ကိုပို့ပြီးတော့ထိရောက်စေပါတယ် တီဗီဆေးတောင်းနေတဲ့လူနာတွေနောက်ထပ်ဒိဋ္ဌိထားရမယ့်အချက်တွေကတော့ဟိုအသေးထိခိုက်တဲ့လက္ခဏာတွေဖြစ်တဲ့အဲမျက်လုံးဝါးလာတာမျိုးတွေပေါ့နော်အဲစီးအယောင်ရှင်လာတာမျိုးတွေအဲမျက်စိအဲထိခိုက်တဲ့လက္ခဏာတွေဖြစ်တဲ့ပေါ့နော်အာမျက်စိဝါးလာတာမျိုးတွေအဲမြင်ကွေးမကြည့်ရတာမျိုးအယောင်တွေကိုမခွဲခြားတတ်တော့တာမျိုးပေါ့နော်ညပြီးတော့ခြေလက်ထုံချင်လာတာမျိုးပေါ့နော်အာအစစ်အမြစ်တွေအဲနာလာပြီးတော့ယူရစ်အစစ်တက်လာတာမျိုးပေါ့နော်အာအစာမကြေဖြစ်ပြီးတော့အစာအိမ်ပြဿနာတွေဒါဖြစ်ခဲ့မယ်ဆိုရင် ်ဆရာဝန်နဲ့အမြန်ဆုံးပြပြရပါမယ်။ private pencil လို့ခေါ်တဲ့ NTPC တမျိုးကဒီ body fluids လို့ခေါ်ရဲပေါ့နော်ခန္ဓာကိုယ်ရဲ့ဒီအရည်ဖြစ်တဲ့အချွေးတွေအဲတွေးတွေဒီစီးတွေကိုပေါ့နော်ဒီ orange red လို့ခေါ်ရဲအဲအနေမရှိနိုင်တဲ့အရာပြောင်းလဲခြင်းကိုလည်းဖြစ်စေပါတယ် ီဈေးတောင်းနေတဲ့လူနာတွေအနေနဲ့ပေါ့နော်ဒီအာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားပါအဲကိုယ်ကံအကောင့်လေးပါအာတင်းတင်းနဲ့ကိုယ်လက်လစ်ကျင်ကန်းကိုနေ့စဉ်ပြုလုပ်ပေးကြပါအဲအခြားသူတွေကိုမပူဆက်အောင်ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုရင်ပေါ့နော်အဲနှာနှာစီနှာချေချောင်းဆိုးတဲ့အချိန်တိုင်းမှာပေါ့နော်ဒီဗစက်ကိုအုပ်ပြီးတော့အဆိုးရပါမယ်ပြီးတော့လူစုလူဝေးများတဲ့နေရာတွေကိုသွားတာကိုလည်းရှောင်ရှားရပါမယ် ဒီနေ့ဗီဒီယိုလေးကတော့ TV စီးရီးနဲ့ပတ်သက်ပြီးတော့ဆောင်ရည်ရှောင်ရည်အချက်လေးတွေကိုဝင်မြတ်ပေးသွားတာဖြစ်ပါတယ်။အဲ TV ယောဂကကုသလွယ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ဒီမိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုဟောဒီ TV ယောဂအကြောင်းပေါ့နော်။အဲတတိပြုမိအောင်ဒီဗီဒီယိုလေးကိုဝင်မြတ်ပေးဖို့တိုက်တွန်းနေတယ်ပဲ။ဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။